မကွေးတိုင်းနှမောင်းမြို့နယ်ကြောက်တန်းကျေးရွာအနီးမှာနေမင်းရှင်းလင်းရေးထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ရာထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့နေပြည်တော်စစ်ဒေသဗျူဟာစစ်ကောင်စီစစ်ကြောင်းစီကသိရပါဗျ။နိုဝင်ဘာ25ရက်ဒီမနက်7:20မိနစ်မှာနှမောင်းမြို့နယ်တရချောင်းကန်လာရွာကထွက်လာတဲ့အင်အား80ခန့်မှစစ်ကြောင်းကိုကြောက်တန်းကျေးရွာအနီးမှာကြားပြတ်တိုက်ခိုက်ပြီးတနအာရီကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ စီကြောင်းထိုးလာကြသူကဟိုဝင်နေရှင်းလေးနဲ့ပုံစံမျိုးနဲ့စီကြောင်းထိုးလာကြဟုတ်မီတာနှစ်အားတွေ့တိုက်ကြကြဟုတ်မီတာနှစ်အားတွေ့ကကျွန်တော်တို့တိုက်တိုက်ကြဟုတ်အဲရန်လူကတော့တိုက်တော်တော်ရှိရှိရှိတယ်ကြဗာလို့ဆိုတော့ကျွန်တော်တို့ကပေါင်မောင်းနေပြရတာဆိုတော့သူကအောက်ကနေပြီးတော့တောင်းအောင်ကနေပြီးတော့သူကဝင်ဝိုင်းတာဝိုင်းတဲ့ချိန်မှာသူတို့အင်အား70လောက်ရှိရဲ့သူတို့ရဲ့ဟိုဟာလမ်းလျှောက်တဲ့စီကြောင်းဓာတ်ဖြတ်ပြတာဓာတ်ဖြတ်ကြဆိုတော့ကျွန်တော်တို့တွေကအဲကျွန်တော်စီကြောင်းအင်အားနေတဲ့ခါကျတော့လဲလဲလေးအကြီးကလည်းတိတ်မလို့တော့ထားနေနောက်ပြတ်ဆုတ်ပဲဟုတ်ပြတ်ထားရတယ် အဲ့ဒီစကြောင်းမှာတောင်တွင်းကြီးခြေဆိုင်လေ့ကျင့်ရေးခွန် အွန်လိုင်းခြေဆိုင်ကပ္ပစာဆက်ခွန်နဲ့ဂျွာမွန်ကပ္ပစာတက်တို့ကစစ်ကောင်ပြင်တက်တွေပူးပေါင်းပါဝင်တယ်လို့သိရကြောင်းသူကဆက်ပြောပါတယ်။ဒီတိုက်ခိုက်မှုကိုနေပြည်တော်စစ်တိုင်းဘူဟာဆက်ခွန်စစ်ကြောင်းကိုဝါသုံးတက်ရင်ကိုဝါနှစ်တက်ရင်နမောက်ပါကဖားနဲ့မြို့စစ်ပိတ်သင်တို့တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်နေတာပါ။အဲ့ဒီစကြောင်းဟာတရားချောင်းကန်လာရွာဘက်ကိုနေမြေရှင်းလေးလာတယ်လို့ယူဆရပြီးလက်ရှိမှာတရားချောင်းကန်လာရွာမှာပဲရှိနေသေးတယ်လို့သိရပါတယ်။ ပြောနေဒီ YouTube နဲ့နော်။ဝေဒီဒီဘေးကိုကြာကိုင်။တောင်တောင်ဘက်ကိုကြာနော်။ဟုတ်မယ်။တောင်တောင်ဘက်ကြာတာ။